ဘင်ဗီကာကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်ကကျွန်တော်သဘောကျနှစ်သက်မိတဲ့ချယ်ဆီကစားသမားများနဲ့ကျွန်တော်သဘောမကျတဲ့ကစားသမားများအားလုံးပဲမင်္ဂလာပါခင်ဗျာကိုစားရဲ့ချယ်ဆီ live YouTube channel နဲ့ Facebook page ကနေအပြောင်းအညီကိုရအားလုံးနင်းနီးစာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့ဘင်ဗီကာကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်ကကျွန်တော်သဘောကျနှစ်သက်မိတဲ့ချယ်ဆီကစားသမားများနဲ့သဘောမကျမိတဲ့ကစားသမားတွေရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီနေ့မနေ့အစောပိုင်းမှာဥရောပချန်ပီယံလိပွဲစဉ်နှစ်အဖြစ်အပြောင်းအလဲလန်တန်သားတွေရဲ့ခန်းနာလာတဲ့ Stanbul Bridge တွင်ကြီးထဲမှာ ှေ့မှန်ကစားခဲ့ကြတဲ့ Chelsea သင်းနဲ့ Benfica သင်းတို့ရဲ့ပွဲစဉ်မှာ Chelsea သင်းကတကိုးကိုးမရှိဆိုတဲ့ချင်းမြောင်းနဲ့ရလတ်နဲ့နီးပြဟောင်းမော်ရင်ဟိုရဲ့ Benfica သင်းကိုအနိုင်ရရှိခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာကျွန်တော်သဘောကျနှစ်သက်မိတဲ့ပထမအဦးဆုံး Chelsea ကစားသမားကတော့ Matt Cucurella ပဲဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာ Matt Cucurella ဟာရှေ့နောက်တက်စင်းမှန်မှန်ကန်ကန်နဲ့ကစားခဲ့ပြီးဘဲတောင်မန်ကဂါနာချိုကီတန်တို့နဲ့အကောင်းဆုံးတွဲဖက်ကစားပေးနိုင်ခဲ့ကလိုအပ်ရင်ကွင်းလယ်မှာပါကစားပေးခဲ့ပြီးအမှားရမရှိခဲ့ပဲနဲ့ Tyrese Jordwell ဘိုးရနိုင်မယ်ဖန်တီးမှုကိုပြုလုပ်ပေးနိုင်ခဲ့တာတွေကြောင့် Cucurella ဟာ ော်ပထမဆုံးသဘောကျနှစ်သက်မိတဲ့ခြေစည်းကစားသမားပဲဖြစ်ပါတယ်ဒုတိယမြောင်ကျွန်တော်သဘောကျနှစ်သက်မိတဲ့ခြေစည်းကစားသမားကတော့မိုက်ဆက်ကိုက်စီရိုပဲဖြစ်ပါတယ်မိုက်ဆက်ကိုက်စီရိုဟာဒီနေ့ပွဲမှာကွင်းလေကိုကြောက်ဆောင်တစ်ခုလိုအကောင်းဆုံးထိန်းချောင်းနိုင်ခဲ့သလိုခန်းစစ်ပိုင်းမှာလည်းလိုအပ်ချက်မရှိခဲ့ဘဲနဲ့ကောင်းမွန်တဲ့ဘောလုံးကြားဖြတ်ယူမှုတွေနဲ့ဖြတ်ထုတ်မှုတွေကိုပြုလုပ်ခဲ့တာကြောင့်ကိုက်စီရိုဟာလည်းကျွန်တော်သဘောကျနှစ်သက်မိတဲ့ဒုတိယမြောင်ခြေစည်းကစားသမားပဲဖြစ်ပါတယ်တတိယမြောင်အနေနဲ့ကျွန်တော်သဘောကျနှစ်သက်မိတဲ့ခြေစည်းကစားသမားကတော့ပက်ဒရိုနက်တိုပဲဖြစ်ပါတယ်ပက်ဒရိုနက်တိုဟာဒီနေ့ပွဲမှာညာတောင်ဘက်မှာအတော်လေးခြေစွမ်းပြသနိုင်ခဲ့ ဲ့တာကိုမြင်တွေ့ခဲ့ရပြီးတယောက်ချင်းကြော်ဖြတ်တဲ့အပိုင်းဒီမှာလည်းကောင်းမွန်ခဲ့တယ်လို့ချယ်ဆီရဲ့အနိုင်သိကြစီမဲ့တလုံးသေးသောဂိုးရတဲ့သူ့ရဲ့ဖက်တင်ဘောကနေရခဲ့တာဖြစ်ပြီးသူကိုယ်တိုင်လည်းဂိုးရဖို့ဒီနီးစပ်ခဲ့တာတွေကြောင့်ပက်ဒရိုနက်တိုကလည်းကျွန်တော်သဘောကျနှစ်သက်မိတဲ့တတိယမြောက်ချယ်ဆီကစားသမားပဲဖြစ်ပါတယ်။စရုဒါမြောက်ကျွန်တော်သဘောကျနှစ်သက်မိတဲ့ချယ်ဆီကစားသမားကတော့အလီဟန်ဒရိုဂါနာချိုပဲဖြစ်ပါတယ်။အလီဟန်ဒရိုဂါနာချိုကဒီနေ့ပွဲစဉ်မှာပထမအဦးဆုံးပွဲဥထွက်ကစားခွင့်ရခဲ့တယ်လို့ရတဲ့အခွင့်အရေးကိုလည်းရွှေဖြစ်အောင်တုံးချနိုင်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။သူဟာဘင်ဖီကာနောက်တန်းကိုအလုရှုပ်စေခဲ့တယ်လို့လိုအပ်ရင်ခံစစ်ကိုစင်က ူရာမျိုးတွေပါမြင်တွေ့ခဲ့ရပြီးနတိုရဲ့ဖြတ်တင်ဘောကိုချိန်သားကိုက်ပြီးထွက်ပြီးဂိုးရှိကိုပြန်ချပေးရမှာရီယောနဲ့ထိပြီးဂိုးရရှိခဲ့တာကြောင့်ဂါနာချူဟာကျွန်တော်သဘောကျနှစ်သမီးတဲ့စတုထမြောက်ကစားသမားပဲဖြစ်ပါတယ်အခြားသောချက်စီးကစားသမားတွေဖြစ်ကြတဲ့အန်ဇိုဖာနန်ဒက်ဘူနာနော့ဒီချာလိုဘာဘာဒီယာရှိရောဘတ်ဆန်ချက်ဂူစတိုအက်စတာဗီယိုဝီလျံတို့ကလည်းပုံမှန်ခြေစွမ်းတစ်ခုကိုပြသနိုင်ခဲ့ကြပါတယ်ဆက်လက်ပြီးဒီနေ့ပွဲမှာကျွန်တော်သဘောမကျမနစ်သမီးတဲ့ပထမဆုံးချက်စီးကစားသမားကတော့ဒီနေ့ပွဲမှာအထောင်တိုက်စစ်မှုဖြစ်ပွဲဦးထွက်လာတဲ့တိုင်ရစ်ဂျော့ပဲဖြစ်ပါတယ်တိုင်ရစ်ဂျော့ဟာဒီနေ့ပွဲစဉ်မှာ ပထမပိုင်းတစ်ပိုင်းလိုပြောင်းနေခဲ့ရသလိုတောင်မန်ကနေဂါနာချိုနဲ့နက်တိုတို့ရဲ့ဖက်တင်ပေါ်ပေးပို့မှုတွေကိုလက်ခံရယူရမှာလဲလိုအပ်ချက်တွေကြီးမားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။တိုက်စစ်ပိုင်းမှာလည်းလူပိုတူဦးလိုဖြစ်နေခဲ့ပြီးကစားပုံကလည်းလေးတီလေးကန်ကစားကပထမပိုင်းပြီးကန်ဒီမှာဂါနာချိုနဲ့ကူကူရလာတွဲလုံးကနေတစဉ်ကူကူရလာဖန်တီးပေးတဲ့ဘောလုံးကိုဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့တာတွေကြောင့်တိုက်ရစ်ဂျော့ဟာကျွန်တော်သဘောမကျမနစ်သက်မိတဲ့ပထမအဆုံးချက်စီကစားသမားပဲဖြစ်ပါတယ်။ဒုတိယမြောက်အနေနဲ့ကျွန်တော်သဘောမကျမနစ်သက်မိတဲ့ချက်စီကစားသမားကတော့ဒီနေ့ပွဲမှာဒုတိယပိုင်းမှာအလီဟန်ဒိုဂါနာချိုရဲ့နေ ရာမှာလူစားဝင်ရောက်ကစားလာတဲ့ဂျင်မီဂစ်တန်ပဲဖြစ်ပါဂျင်မီဂစ်တန်ဝင်လာပြီးရဲ့နောက်ဘဲတောင်မန်ဟာဂါနာဂျိုလောက်ရင်ခုန်စရာမကောင်းခဲ့သလိုဘဲတောင်မန်တိုက်စစ်ခါလဲအသက်မဲ့သလိုဖြစ်ခဲ့ရပါတယ်ဒါအပြင်တအူးချင်းကြော်ဖြတ်မှုတွေမှာလည်းတစ်ချိန်တော့မကြော်ဖြတ်နိုင်ခဲ့ပဲနဲ့ဘောလုံးတွေအပြတ်များခဲ့တာတွေကြောင့်ဂျင်မီဂစ်တန်ဟာစိတ်ပြက်စရာကစားသမားအဖြစ်ကျွန်တော်သဘောမကျမနစ်သက်မိတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်တတိယမြောင်ကျွန်တော်သဘောမကျမနစ်သက်မိတဲ့အရာကတော့ကစားသမားမဟုတ်ပဲတပွဲကိုတယောက်တော့အနီးကပ်ပြသခံရတဲ့ချယ်စီကစားသမားတွေရဲ့စီကဲမိုင်းလိုအပ်ချက်ပဲဖြစ်ပါတယ်ဒီနေ့ပွဲမှာလည်းဥဆောင်ကစား ားနိုင်ခဲ့ပေမယ့်ရှေ့ကကစားခဲ့တဲ့ပွဲတွေလိုဒုတိယပိုင်းမှာလူစားဝင်လာတဲ့ဂျာအိုဘက်တိုကအနီကပ်ကိုထပ်မံရယူသွားခဲ့တာကအတော်လေးစိတ်ပျက်စရာပဲဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့လာမယ့်ပွဲစဉ်တွေမှာချယ်ဆီနီးပြအန်ဆိုမာရက်စ်ကအနည်းနဲ့လည်းဒီလိုမျိုးအနီကပ်ပြသခံရတာတွေကိုနှဲပါလာဖို့အတွက်ကစားမားတွေကိုစီကံပိုင်းပုံမတင်ချက်ကင်တွေတင်မှာကြောင့်ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။ညီကိုတို့တွေအနည်းနဲ့ကတော့ဒီနေ့မှာကစားခဲ့တဲ့ဘင်ဖီကာနဲ့ပွဲစဉ်မှာချယ်ဆီကစားသမားတွေတဲကဘဲကစားသမားကိုသဘောကျနှစ်သက်ဆုံးလဲဘသူတွေကိုတော့မနှစ်သက်လဲဆိုတာကိုယ့်ရဲ့အမြင်လေးတွေကိုအောက်ကကွန်မန့်ပေါက်တယ်။ဝင်ရောက်ဆွေးနွေး ေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ချက်စည်းသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေရဖြစ်လို့ကိုစိုင်း HSC Live YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ